တဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမှုပညာရှင်တွေနဲ့ပရိသတ်တွေကိုအနည်းဆက်ဆုံးဖြစ်အောင်လို့ဖန်တီးပေးနေတဲ့စုမှုရဲ့ဒီအစီအစဉ်ကနေအခုဒီဘက်မှာတွဲဆောင်ခဲ့တဲ့အမှုပညာရှင်ကတော့အဆိုတော်အောင်လာပဲဖြစ်ပါတယ်။ကောင်းလာရင်မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့အခုနေနေပေါ့နော်လက်တလို့အမှုပညာလှူရှားမှုနေနေဘာတွေလုပ်နေလဲရှင်။အမ်ကျွန်တော်တို့ဟို reason တတိယအခွေပေါ့နော်အသုံးတော်ခံလို့အမည်ပေးတာပါပဲအဲ့ဒီခွေလေးကျွန်တော်အခုလက်ဆက်တက်နေရပါတော့ဒီလာသုံးမုံနောက်လာလဲထွက်နိုင်အောင်ကျွန်တော်ကြိုးစားနေတယ် အဲအဲ့ခွေတော့လည်းကျွန်တော် BC ပါတယ်အခုလည်းကြိုရိုက်နေပြီဟုတ်ကဲ့ဟုတ်ကဲ့ပါအခုဘယ်လိုမျိုးသချင်းမျိုးစားလေးတွေပါမလဲနောက်ပြီးကျတော့ MTB ရိုက်ကူးမှုအခြေအနေတွေရောဘယ်လိုမျိုးရှိလဲဆိုတာသိချင်ပါတယ်ရှင်။အော်ဟုတ်ဒီခွေကအသချင်းကကျွန်တော်တခြားတေးဆရာကြီးပါတယ်။တခြားတေးကျွန်တော်တယောက်တည်းမရေးတော့ဘူးเนาะရှင်းတဲ့ခွေတော့ဆိုကျွန်တော်တော်တော်များကျွန်တော်တယောက်တည်းရေးတာ။ ဒါပေမဲ့ဒီခွေကျတော့တတိယခွေလည်းဖြစ်သွားတယ်ပြီးတော့ကျွန်တော်တို့ band player နှစ်ယောက်လဲသွား drummer နဲ့ guitar ပေါ့နော် guitarist နဲ့နှစ်ယောက်ပေါ့လဲသွားတော့ကျွန်တော်ဒီခွေမှာတော့နည်းနည်းအရှိနှစ်ခွေနဲ့မတူတဲ့ရတာလေးပါမယ်ဗျာဟိုဥမာကျွန်တော်တို့ဟိုးအရင် music back ကိုပြန်သွားကျွန်တော်ဥမာ jazz တို့ blue ဆိုအဲ့လို move မျိုးလေးနဲ့ဒီဘက်က rock နဲ့ရောထားတဲ့ဟာလေးပေါ့နော်အဲ့လိုမျိုး fusion လေးပါမယ်အဲ music style လေးအဲ့လေးပါမယ်ပြီးတော့ MDB ကြတော့ကျွန်တော်တို့ဟိုမရောင်းတော့ကျွန်တော်တို့อ่ะဟိုအခွေမရောင်းတော့ဘဲနဲ့ကျွန်တော် audio ပဲထွက်မယ်ဒါပေမဲ့ MDB ကိုကြတော့ channel တွေကနေအလကားနဲ့ပြီးတော့ပြပါတော့နိုင်ကြလို့ပေါ့နော် promo only ပဲအခွေကိုအဲ့ပုံမှာပြန်ထပ်မရောင်းတော့ဒီလိုဒီဈေးကွက်နေထိုင်ရဆိုလို့ရှိရင်အဲ့လိုမျိုးပြန်မရောင်းဆိုတော့အကိုအတွက်ကိုရောနည်းနည်းလေးဟိုအခက်ခဲဖြစ်စရာလေးမရှိဘူးလားရှိရဲ့ ကျွန်တော်အဲ့ပထမအဲ့ဒုတိယအခွေပေါ့နော်ကျွန်တော်ပင်တယ်တဲ့အမြင်များဆိုရင်လည်းအဲ့လို VCD ဆိုလို live ဆိုလို့မရအောင်ကျွန်တော် music video only ပေါ့နော်အဲ့လိုပုံစံမျိုးလေးလုပ်တယ်ဘာလို့လဲဆိုတော့ဟို VCD ရဲ့ quality ကိုကျွန်တော်ကိုယ်တိုင်သဘောမကျဘူးဘာလို့လဲဆိုတော့အတန်ဘယ်ဘက်တချမ်းအောင်ကတ်နေတယ်ပြီးတော့အကုန်လုံး mono ကြီးကြားနေရတာပေါ့နော်ကျွန်တော်တို့ကြတော့ဟို audio ဘက်ပို့ပြီးတော့ဟိုပရိသတ်ပို့ပြီးအလေးထားနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က audio မှာတကယ်နှိပ်ပြီးလှုပ်ထားတာဆိုတော့ဟို အယုတ်ကကြတော့နိုင်ငံသားမှဆိုရင်လည်းဟိုဒီအခွေကိုကြောင်ညာတဲ့သဘောအနေနဲ့ပဲသူတို့ကပြရကြတယ်ဟိုတတ်တတ်ကြီးမရအောင်ပေါ့နော်ပြီးတော့ကျွန်တော်တို့ live show တွေရှိမယ် live show တွေကြာရင်အဲ့ MDV လေးပြန်ပါမယ်ပေါ့နော်အဲ့အဲ့လောက်ပဲကျွန်တော်တို့လုပ်ဖို့စီစဉ်တာအဲ့ producer လည်းညီ producer ကလည်းချမယ်တဲ့အဆင်ပြေရယ်ဆိုလုပ်ဖြစ်သွားတာဟုတ် ဟုတ်ကဲ့ပါအခုအခုနေနေပေါ့နော်ဒီအခွေလေးတွေဖန်ပြီးတဲ့အခါမှာပေါ့နော်ဒီတချင်းလေးတွေကိုယ်တိုင်ရေးတာတွေကလည်းတိတ်မပါတော့ဘူးဆိုတော့ဒီတချင်းရေးတဲ့အခုရေးတဲ့တချင်းတွေကရောဘယ်နှပုတ်လောက်ရှိမလဲပေါ့နော်အဲ့တချင်းတွေကအခုခံစားချက်တွေလားဆိုတော့လည်းပြောပြပြပါအောင်ရှင်ဟုတ်အာကျွန်တော်ရေးတဲ့တချင်းက6ပုတ်လောက်ပါပဲအဲတခြားတေးဆရာရေးတာ6ပုတ်လောက်ပါပဲပေါ့နော်အဲ ကျွန်တော်ရေးရခြင်းကတော့ကျွန်တော် live ပါဟုတ်ကဲ့ပါအခုအခု live နဲ့ပတ်သက်လို့ပြောမယ်ဆိုလို့ရှင်တော့ဗောနော်ညီမအနေနဲ့အခုဟိုလွန်ခဲ့တဲ့နှစ်တည်းမှာလဲ interview လုပ်ခုတာဗောနော်အခုကဒီအောင်လာဆိုတဲ့နာမည်တစ်ခုရောက်လာဖို့ဗောနော်ဒီဂီတလမ်းကြောင်းပေါ်မှာမလျှောက်ခင်မှာဟိုအခက်ခဲတွေကတော့အများကြီးကြုံခဲ့ရတာပဲเนาะဟုတ်ကဲ့ပါအဖြတ်တန်းခဲ့တဲ့ကာလကလည်းဘယ်နှစ်နှစ်လောက်ရှိပြီလို့ပြောလို့ရမလဲကျွန်တော်စလုပ်တာ2003ခုနှစ်ကစလုပ်တာပါเนาะကျွန်တော်10ရက်အောင်ပြီးရတယ်10ရက်ဖြည်နေတော့တန်းလမ်းမာနေုံပဲကျွန်တော်တချင်းတွေပါစရေးနေပြီအဲ ဆောင်ပွဲခန်းနဲ့ဝင်ခန်းနီးတွေကိုတချင်းတီးနေတော့ဆိုတော့အဲ့2002 2003လောက်တည်းကကျွန်တော်စလုပ်နေတာအဲတကယ်တမ်းကျတော့အခွေထွက်နိုင်တာ2010မှထွက်နိုင်တယ်2010မှထွက်နိုင်ပြီးတော့ကျွန်တော်လည်းကြားထဲမှာ ban အချင်းလေးရှိရပါတော့အရင်က MT13 ရှိအခုကျတော့2009ကျတော့မှကျွန်တော် reason ban ကိုပြောင်းပြီးတော့အဲ reason ဆိုပြီးတော့ဖြစ်တာပါเนาะဟုတ် အကိုရဲ့တချို့ကိစ္စလေးတွေအကြောင်းမလို့ပေါ့နော်ပရိသတ်တွေကတော့အကိုပေါ်မှာတချို့ကဟို bad comment ဆိုတာလည်းရှိမယ်ပေါ့နော်တချို့လက်မခံနိုင်တာလေးတွေလည်းရှိမယ်အဲ့ဒီအချက်တခုကြောင့်အကိုရဲ့ဒီလုံနေတဲ့ရှေ့ဆက်လုံးမဲ့အမှုပညာအလုပ်တွေနဲ့အကိုရဲ့ဒီပေါ့နော်အောင်မြင်မှုလမ်းကြောင်းတွေပေါ်မှာနည်းနည်းအတားဆီးအဟန့်တားဖြစ်သွားနိုင်လားရှင့်အဲ့လိုတော့မဖြစ်ဘူးဗျအဲ့လို bad comment တွေရှိရ bad comment ပေါ့နော်အဲ့ဒီသူတို့ တချို့ကျွန်တော်ကိုထိခိုက်သွားတဲ့ဟာမျိုးတွေဖတ်လိုက်ရတဲ့ဟာမျိုးတွေရှိရယ်စိတ်ထဲမှာလည်းမကောင်းဘူးဒါမျိုးဒါပေမဲ့ကျွန်တော်အလုပ်မှာ အပိုးပြီးတော့အားဖြစ်စေရယ်ဟိုကျွန်တော်ကအဓိကတော့ဒါကျွန်တော်ရဲ့ personal ကိစ္စလေးဒါကပရိသတ်တွေကပြောရင်လည်းပြောလို့ရတယ်ဒါသူတို့မှသူတို့ရဲ့ personal ဖြစ်သွားပြီအာကျွန်တော်က personal ကကျွန်တော်ရဲ့အပြင်က lifestyle အသက်သက်ကျွန်တော်ရဲ့အမှုပညာအသက်သက်ကျွန်တော်အဲ့လိုခွဲထားတယ်အဲ့တော့ ဲ့ personal ကိုပြောလာတဲ့ဟာမျိုးတော်တော်များကြုံလာတဲ့ခါကျရင်ကျွန်တော်အလုပ်ကိုပုံကြိုးစားလုပ်ဖြစ်တယ်အခုဒီခုဒီရက်ပိုင်းဆိုကျွန်တော် MTV ရိုက်ရတာတွေရောပြီးတော့တခြားဒီခွေအတွက်လောက်ရတာတွေရောပါလေဆိုကျွန်တော်လုံးဝမအားဘူးเนาะအဲ့တော့ပိုအလုပ်ကိုပုံကြိုးစားဖြစ်တယ် Facebook ကြည့်ရတဲ့အချိန်နဲ့ရော့သွားဟုတ်ကဲ့ကိုရဲ့ Facebook မှာဆိုလို့ရှိရင်လည်းညီမတွေ့တာပေါ့เนาะအကို MTV မှာလည်းအကိုကိုယ်တိုင်ပါဝင်တရုပ်ဆောင်ထားရတယ်ဆိုတော့တခြားတရုပ်ဆောင်တွေပါထားတာရောရှိလား အမ်လောလောဆယ်ကကျွန်တော်တို့ MTV ကတပုတ်ပဲရိုက်ရတယ်။အဲ့တပုတ်ကိုကျွန်တော်တို့ရိုက်တာတလကျော်ပါပြီပေါ့နော်။အဲ့ဟိုပြီးခဲ့လတည်းကစပြီးတော့ရိုက်နေတာကျွန်တော်မေမြို့သွားရိုက်တယ်ပေါင်းလောင်းသွားရိုက်တယ်ပြီးတော့အဲ့အခုဆိုရန်ကုန်မှာလှော်ကားမှာကျွန်တော်ထပ်ရိုက်တယ်။မပြီးသေးဘူးမနေ့ဖြန်ရိုက်ရင်လည်းကျွန်တော်တညင်မှာထပ်ရိုက်အောင်။အဲ့တပုတ်တည်းကိုကျွန်တော်ရိုက်နေတာတလကျော်ပါပြီပေါ့နော်။အဲ့ဆိုတော့ အဲ့ပုတ်လေးပဲအရင်ဆုံးရိုက်ရသေးတယ်။ကျန်တဲ့အပုတ်လေးကတော့ကျွန်တော်3-4ပုတ်လောက်ပဲရိုက်တော့မယ်။ရိုက်ပြီးတော့ပဲအဲ့ online online ဖြန့်မယ်။ YouTube ကနေဖြန့်မယ်။ပြီးွားရင် over နဲ့အကုန်လုံး free ပဲ free တူရဲပေါ့နော်ဟုတ်။ဟုတ်ကဲ့ပါ။အကိုရဲ့ဒီတချင်းလေးကိုပရိသတ်တွေကိုလည်းအမြင်အနေနဲ့ပေါ့နော်။ဟောတချောင်းလောက်ဖြစ်ဖြစ်ပေါ့နော်။ဒီတိုင်းလေးဆိုပြပေးလို့ရမလား။အာဟုတ်အဲ့တခြင်းကကျွန်တော် online မှာတော့ဟိုဟိုမြန်မာ music store ကနေရောင်းတာအဲ့တခြင်းတွေကအာဟိုကိုယ်တိုင်ဒီကနေပြီးတော့ live ဆိုပြတော့အသိရမလား

ုတ်ကဲ့အခုနားထောင်လို့လည်းအရင်ကောင်းတယ်နော် thank you ဟုတ်ကဲ့ပါအခုအခုပေါ့နော်အကိုကလည်းဒီပေါ့နော်လူသားတယောက်အနေနဲ့ပေါ့နော်အကိုတို့ဘဝမှာပေါ့ဒီအချစ်ဆိုတာတော့ကြုံမှုမှာပဲပေါ့နော်အချစ်နဲ့ပတ်သက်ပြီးအကိုဘယ်လိုမြင်လဲရှင်အချစ်ကိုအကိုဘယ်လိုသဘောထားလဲဘယ်လိုသတ်မှတ်လဲဆိုတာမျိုးလေးနည်းနည်းလောက်သိပြရစေရှင်အာကျွန်တော်ကတော့ချစ်ချင်းတရားဆိုတဲ့အရာတစ်ခုကဘယ်လိုပြောရမလဲလူတယောက်ရှိမှမရှိလို့မရဘူးအထူးဖြင့်အဲကျွန်တော်တို့ရှိမှမရှိလို့မရဘူးပေါ့နော် အချင်းချင်းတရားမရှိရင် life ကအသေးပဲမရှိဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့အချင်းချင်းတရားကကျွန်တော်တို့အရေးကြီးရယ်ဖခင်ကလည်းချစ်ပါလို့ပြောတာလေလားချစ်မရှိရင်ရေခုံလန်လည်းမရှိ ရေခုံလန်မရှိရင်အရာအလုံးတည်နေတယ်လို့တည်နေတယ်လို့ခံစားရတယ် like ဟိုတစ်ခု ပန်းနေကြည့်တော့အသက်မရှိရတာပုံစံမျိုးကိုယ်ရင်ထဲမှာဘာမှမရှိဘူးဆိုရင်အဆင်မပြေဘူးရင်ထဲမှာကျွန်တော်တို့တခုခုရှိနေမှာအဆင်ပြေမှာဟုတ်ဟုတ်ကဲ့ညီမတခုအသိကျင်တာတခုကကြောက်တော့လေအကိုတို့ SIR ပေါ့နော်ပြတ်သွားခဲ့ပြီလို့သိတယ်ဒါပေမဲ့ဒီ SIR ပြည်သက်တွေကတော့လေအခုချိန်ကြီးပေါ့ဒီ SIR တခုပြန် SIR ပြန်ပြီးတော့များဖြစ်ပေါ်လာမလားဆိုမျှော်လင့်နေကြတော့မယ်အကိုရဲ့ဟုတ်အကျွန်တော်လည်းပြည်သက်တွေနဲ့အတူတူပဲကျွန်တော်လည်းဝမ်းနေပါတယ်ဟုတ်ကျွန်တော်ဆိုလည်းတက်တူတွေထိုးတာပေါ့နော်ကျွန်တော်လည်း ဒီအရာတခုကိုစပြီးတော့လှုပ်ပြီးတော့ပြတ်သွားကျွန်တော်လည်းလုံးဝစိတ်မကောင်းပါဘူးဒါပေမဲ့ဟိုဘယ်လိုပြောပြရမလဲဟိုမောင်မအချင်းချင်းတောင်မှမတည့်တာမျိုးလေးရှိရတယ်ကျွန်တော်တို့ကတော့ဘယ်လိုသွားမလဲရှေးဆက်အလုတ်ဆက်လုတ်လို့အစင်မပြေတော့လို့ပေါ့နော်လမ်းခွဲလိုက်ကြရဆိုတဲ့သဘောတရားပဲဘယ်သူမှဘယ်သူပုံမှာအလွန်လာပြီးမရှိပါဘူးဟိုကျွန်တော်တို့ရှေးရှေးဆက်သွားလို့ရမရညှိကြည့်ရမရဘူးဆိုလို့ကျွန်တော်လမ်းခွဲလိုက်ကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နောက်ပိုင်းအခွင့်အရေးကြုံလာရင်လည်းကြုံလာသလိုမျိုးလှုပ်သွားဖို့တော့ရှိမှာပါဟုတ် လောလောဆယ်တော့ကျွန်တော်တို့အခု triangle army ဆိုပြီးတော့เนาะ payback ရယ် EDS ရယ်ကျွန်တော် reason ရယ်၃ဘန်တော့အဲ့နောက်ပိုင်းပွဲလေးလုပ်သွားဖို့ရှိရယ်ပြီးတော့အဲ့ကျွန်တော်တို့ match လာသို့မဟုတ် april ကြရလို့ရှင်လေ EDS နဲ့ reason versus ပေါ့เนาะအဲ့ show ဝဲတဝဲလုပ်ဖို့ရှိရယ်အဲ့ကောင်ကကြတော့ကျွန်တော်တို့ဟို stage ကိုလည်း one one band show လို့ပုံစံမျိုးလုပ်မှာအဲ့ stage ကိုနှစ်ဆင်းဆောက်ပြီးတော့ရှေ့နောက်တီးမှာပေါ့เนาะအဲ့လိုဟိုဘက်ဆင်ကတီးဒီဘက်ဆင်ကတီးအဲ့လိုအပြိုင်တီးတာပေါ့အဲ့လိုလုပ်မှာဟုတ် ဒါဆိုရင်အကိုတို့ပြိသက်တွေအတွက်ကတော့ဒါသတင်းကောင်းတစ်ခုပဲเนาะဟုတ်ကဲ့ပါအကိုလာခဲ့ကြပါလားဟုတ်ကဲ့ပါအကိုအခုနောက်ဆုံးအနေနဲ့အကိုမေ့ချင်တာကတော့ဒီအကိုရဲ့ဒီအခွေထွက်လာတဲ့အခါကျလို့ရှိရင်လေပြိသက်တွေနဲ့တွေ့ဆုံပြီးတော့လက်မှတ်ထိုးဖို့တွေပါရောရှိသေးလားမသိဘူးဟုတ်ကျွန်တော်စဉ်းစားတာလေးတော့ရှိပါတယ်အဲ့ဒါတော့ဟိုကျွန်တော်ခွေထွက်ခံနေကြရင်တော့ကျွန်တော်လှုပ်သွားမှာပါเนาะဟုတ် အဲ့လေးတွေက surprise အနေနဲ့ထားလာအောင်ထားရမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်လားဒါဆိုလို့ရှင်အခုပေါ့နော်အခုရပြည့်သက်တွေကိုဒီကနေပြီးတော့အခုစကားလက်ဆောင်လေးတခုပြောပြပါအောင်ရှင်အာကျွန်တော်ဒီနေ့ဒီချိန်ထိအားပေးလာတဲ့ပြည့်သက်တွေအကုန်လုံးအာကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အာကျွန်တော်လည်းရှေ့လျှောက်ကျွန်တော်ရဲ့အမှုပညာမှာဒီပို့ပြီးတော့ပေါ့နော်အမှုပညာဝန်ဆောင်ကျွန်တော်ဖြည့်နေတယ်ဒီရပိုင်းနေမှာလည်းကျွန်တော်အမြဲတမ်း music နဲ့ပတ်သက်တဲ့ကိစ္စတွေပဲကျွန်တော်အမြဲလုပ်ဖြစ်နေပါတော့အဲ့တော့ကျွန်တော်ကိုအခုလို music ကျွန်တော်ဝါသနာပါ music ကိုဆက်ပြီးတော့လုံးကင်ခွင့်ပေးရပြိသက်ကိုအရန်ကျေးဇူးတင်ပါတယ်တို့အားလုံးပဲလည်းအဆင်ပြေကြပါစေပါတော့နှစ်သစ်မှာအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ဟုတ်ကဲ့ပါညီမတို့မိတာကိုဖြေချပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်လဲမမီယာဟုတ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့အဆိုတော်အောင်လာနဲ့တွေ့ဆုံပြီးတော့သူ့ရဲ့အမှုပညာလှူရှားမှုအကြောင်းအရာတွေအခွေအကြောင်းတွေရောနောက်ပြီးတော့ရှိုးပွဲအကြောင်းအရာတွေရောသူ့ရဲ့အချစ်ပေါ်ထားတဲ့ခံယူချက်တွေအကြောင်းကိုပြည့်ပြည့်စုံစုံမေးမြန်းခဲ့တာကိုကြည့်ရှုပြီးတော့ပရိသတ်တွေကလည်းသဘောကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်လာမယ့်ပတ်မှာလည်းအမှုပညာရှင်တအုပ်နဲ့ထပ်ပြီးတွေ့ဆုံမှုရှိသေးတာမျိုးစောင့်ကြည့်ပါလို့တိုက်တွန်းနေတဲ့အခုတစ်ပတ်အစီအစဉ်အနေနှုတ်ဆက်လိုက်ပါတယ်ပရိသတ်တွေအားလုံးပဲစိတ်ရှင်လန်းချမ်းမြေပါစေရှင် thank you